တဲ့ကျူးဘားနိုင်ငံမှာတ냐တာတဲခုံရင်အမေရိကန်ဒေါ်လာ2500ကျတဲ့နဲ့ပထမအဆုံးစိန်ခင်ဟိုတယ်ကိုမေလ22ရက်နေ့ကမြို့တော်ဟာဗာနာမှာဖွင့်လှစ်လိုက်ပါတယ်။ Swiss Hotel လုပ်ငန်းစုဖြစ်တဲ့ Kavinsky ကပိုင်တဲ့ Grand Hotel Manzana ဟာဟာဗာနာမြို့လေကောင်မှာတည်ရှိပါတယ်။အဲဒီဟိုတယ်မှာအခန်းပေါင်း246ခန်းပါတဲ့အနက်အခန်း90ဟာအခန်းပါတဲ့အခန်းတွေဖြစ်ပြီးအရဘားလေးကိုစားသောက်ဆိုင်နှစ်ခုနဲ့ဟိုတယ်ခေါင်မိုးပေါ်ကရှုမျှော်ခင်းပါတဲ့ရေကူးကန်တို့လည်းပါဝင်တယ်လို့သိရပါတယ်။ဟိုတယ်က အလွန်လှပေမဲ့အရာရာဈေးကြီးနေတာကြောင့်ကျူပါပြည်သူတွေအနာမကပ်နိုင်ကြဘူးလို့သိရပါဗျ။လူတအူးကိုပြင်းပြလောက်ခဒေါ်လာ30ကျော်တောင်မရှိတဲ့နိုင်ငံမှာဒေါ်လာ1985ကနေ4500ကျားရှိတဲ့ Mount Black နိုင်တွေကိုရောင်းချဖို့ခက်ခဲနေတယ်လို့ဟိုတယ်အတွင်းဖွင့်လှစ်ရောင်းချထားတဲ့ Mount Black နိုင်အယောင်ပြကန်ကအယောင်သမား Leonardo Partila ကပြောပါရယ်။ ဥရောပပုံစံဒီဟိုတယ်ကို1918ခုနှစ်မှာအရင်ဦးဆုံးဖွင့်လှစ်ခဲ့ပြီးအခုအချိန်မှာတော့ဟိုတယ်တစ်ခုလုံးကိုပြင်ဆင်မွမ်းမံထားတာဖြစ်ပါတယ်။ အဲ့လိုဟိုတယ်ကိုအကြီးစားမွမ်းမံမှုတွေပြုလုပ်တဲ့စီမံကိန်းအချိန်မီပြီးစီအောင်ဟိုတယ်ဆောက်သူတွေကအိန္ဒိယကကျွမ်းကျင်လှုပ်သားရှာနေချီခေါ်ယူခဲ့တာကိုကျူဘာအစိုးရကအတင်းအကျပ်လက်ခံခဲ့ရတာဖြစ်ပြီးကျွမ်းကျင်လှုပ်သားတွေကိုနိုင်ငံသားကနေခေါ်ယူရတာဟာလောကလာစာနယ်ပါပြီးစိတ်တက်လှုံ့ဆော်မှုအားနည်းတဲ့ကျူဘာလှုပ်သားတွေရှိရာနိုင်ငံမှာရှာရှာပါပါဖြစ်ရတဲ့ခုလို့သိရပါတယ်။ကမ်ပင်းစကီနဲ့စစ်တပ်ကချုပ်ကင်ထားတဲ့ကျူဘာခရီးသွားလုပ်ငန်းဂါဗီရိုတာတို့အကျိုးတူပူးပေါင်းလှုပ်ကင်တဲ့အဲ့ဒီဟိုတယ်ရဲ့တညတာတဲခိုကကတော့ ော့ဒေါ်လာ440ကနေ2485ဒေါ်လာအထိဖြစ်တယ်လို့ဆိုပါရယ်ကျွန်တော်တို့ဟာတိမ်မြုပ်နေတဲ့ရေတနာတွေကိုတွေ့လဲရတာဖြစ်ပါတယ်ဒါဟာကျွန်တော်တို့လုပ်ငန်းရဲ့ခံယူချက်နဲ့လည်းကိုက်ညီမှုရှိပါတယ်လို့ကပင်စကီဒရိုက်တာရှာဗီယာဒက်ထရီဘက်ကကျူဘာနိုင်ငံပိုင်ရုပ်သံကိုပြောကြားခဲ့ပါတယ်